မိဘကိုပြုစုလို့ကြွေးရမယ်မိဘကိုရွတ်သွေးလေးစားရမယ်ဆိုတဲ့ဒီအဆုံးမဟာမြတ်ဗုဒ္ဓရဲ့အဆုံးမသာဖြစ်တယ်ဒီအဆုံးမဟာကဘာမှာအမြဲတမ်းရှိနေတဲ့အဆုံးမလည်းမဟုတ်ဘူးကဘာလူသားအလုံးလိုက်နာနေတဲ့အဆုံးမလည်းမဟုတ်ဘူးသူတော်ကောင်းတွေကဆုံးမဩဝါဒပေးတဲ့အခါမှသာလင်းလူတွေရဲ့အတိုင်းဝိုင်းမှာ မိဘနဲ့သားသမီးအကြာမှန်ကန်တဲ့အမြင်များကိုရရှိကြတာဖြစ်တယ်။ရသော်ဗျာရဲ့အဆုံးအမတည်ရှိနေမှသာလင် ကမ္ဘာလောကကြီးတစ်ခုလုံးဟာตาရအေးချမ်းပြီးတော့ဘ ഹു ဇနဟိတအများကောင်းစားဖို့အတွက်ဘ ഹു ဇနဒုက္ခအများချမ်းသာဖို့အတွက်ဆိုတာဖြစ်လာနိုင်တယ်။မြတ်စွာဘုရားအဆုံးအမကွယ်ပြောက်သွားပြီဆိုလို့ရှိရင်တော့ ဒီမင်္ဂန်တော်အမြင်တွေကွယ်ပြောက်သွားတာနဲ့တပြိုင်နက်လူသားတို့ရဲ့လူလောကကြီးဟာကျဆင်းသွားပြီးနောက်ဆုံးမှာတရိษံလောကအဆင့်ရောက်သွားနိုင်တယ်လို့ဆိုတာတတိထားကြဖို့ပေါ့နော်။တမန်အားဖြင့်တော့ဘုရဘသာဝင်သူတော်စင်ဒီငယ်စဉ်တောင်ကြီးကလေးဘဝကလေးကမာတာပိတုဥပဋ္ဌာနံမိဘဆိုတာပြုစုလို့ကြွေးရမယ်ဆိုတာ တကယ်တည်းကဒီအတွေးဟာဝင်လာတာအဲ့တော့ဒီအတွေးဝင်တာမြန်မာလူမျိုးတွေမှာသာဒီအတွေးဝင်တာကဘာမှာရှိတဲ့လူကြီးတန်ပေါင်း9000ကျော်သောလူတွေကြားထဲမှာဒီအတွေးမရှိတဲ့လူကအများကြီးပဲအမေဖေကိုအတိမတ်ပြုခြင်းအဖြစ်မိဘရဲ့ခြေဆုတရားဆိုတာလည်းရှိတယ်ဆိုတာအတိမတ်ပြုပြီးတာဖြစ်သွား ဒါကြောင့်မို့ဘုရားရဲ့အဆုံးမကြတော့မာတာပိတုဥပဋ္ဌာနံပန္ဓိတပညတံတပ်ပုရိတပညတံလို့သဗ္ဗိတုတ်တံမှာတော့ဒီလိုဟောတာတာရှိသေးတယ်မာတာပိတုဥပဋ္ဌာနံမိဘကို ပြုစုလှုပ်ကြွေးခြင်းသည်ပန္ဓိတပညတံပညာရှိသည်အတိမတ်ပြုသော အရာဖြစ်တယ် တပ်ပုရိသပြညတံလူတော်လူကောင်းတွေအတိမပြုတဲ့အရာသာဖြစ်တယ်လို့ဒီစကားကိုကြည့်မယ်ဆိုလို့ရှိရင်ပညာရှိတဲ့ပုဂ္ဂိုလ်ကသာမိဘကိုပြုစုလို့ကြွေးသင်တယ်လို့ဆိုတဲ့အယူဆကိုယူဆတာဖြစ်တယ်သူတော်ကောင်းကသာလင်မိဘကို ပြုစုရတယ်ဆိုတဲ့အယူဆကိုယူဆတာဖြစ်တယ်အဲ့တော့ကမ္ဘာလောကမှာရှိတဲ့လူတိုင်းဟာ မိဘရဲ့ခြေဆုတရားမပြောနဲ့မိဘကိုတောင်အတိမမပြုဘူးလို့ဆိုတာမတမထင်ရှားတယ်ပေါ့နော်ဒီကနေ့ဗုဒ္ဓဘာသာထွန်းကားတဲ့မြန်မာနိုင်ငံမှာပင်နေမိဘကိုစော်ကားမော်ကားပြောတာတို့မိဘကိုဒီတက်ဖြတ်ကျူးလွန်ပြီးတော့မာတုကာရကခံပိတုကာရကခံကျူးလွန်တာတွေဆိုတာတော်တော်လေးတွေ့လာရတယ်ပေါ့ဒါဟာ မိဘအပေါ်လေးစားမှုကျေစုတရားတည်တတ်မှုဟာယွန်နေလာတဲ့အထိပ္ပယ်ကိုဖော်ပြမိဘရဲ့ကျေစုတရားဆိုတာရှိတယ်မိဘကို ပြုစုရင် ကောင်းကျိုးချမ်းသာတွေရတယ်မိဘကိုစော်ကားရင် မကောင်းတဲ့အကျိုးတွေရတယ်ဆိုတဲ့ဒီအတွေးခွန်အမြင်လေးလူငယ်လူရွယ်တွေရဲ့ကြားမှာဆွဲဆွဲမြဲမြဲကြီးလူရင်ကျေးမှုတွေရဲ့ လူရင်ကျေးတို့ရဲ့ကြားမှာဆွဲဆွဲမြဲမြဲရှိနေဖို့ဝိုင်းဝန်းပြီးဆောင်ရွက်ကြ။ဘာဖြစ်လို့လဲဆိုတော့ဒါဟာဘုရားရဲ့အဆုံးအမသုကတဝိနည်းလို့ခေါ်တယ်။မြတ်စွာဘုရားရဲ့အဆုံးအမမြတ်စွာဘုရားရဲ့အဆုံးအမဆိုတာတစ်လုံးပဲဖြစ်ဖြစ်နှလုံးပဲဖြစ်ဖြစ်အများအကျိုးအတွက်ဖြစ်တယ်။ကုသိုလ်ကောင်းမှုရဖို့အတွက်ဖြစ်တယ်။ကောင်းကျိုးချမ်းသာတွေရဖို့အတွက်ဖြစ်တယ်။ဘယ်ကိစ္စမှာပဲဖြစ်ဖြစ် ကောင်းတာလုံးဝကောင်းကျိုးရနိုင်တယ်အခြေအနေကောင်းမှဒုက္ခဆိုတာလည်းလာတယ်ဟိတနဲ့ဒုက္ခတွဲလာတာဖြစ်တယ်မကောင်းတဲ့အတွေးခေါ်တွေကအဟိတလို့ခေါ်တယ်အဟိတတွေလက်ခံလာပြီဆိုလို့ရှိရင်တော့ဒုက္ခနဲ့ပဲတွေးမှာပဲနောက်မှာဟိတဆိုတဲ့ကောင်းကျိုးချမ်းသာကိုရရှိနိုင်တဲ့အခြေအနေကောင်းတွေကိုလက်ခံထားမှသာလင်ဒုက္ခလို့ဆိုရင်ချမ်းသာစိတ်ကိုရမှာဖြစ်ဒါကြောင့်မို့ ခိတဒုက္ခဆိုရဲဒီစကားလုံးနှလုံးကိုတွဲဖက်ပြီးတော့တုံးထားတာခိတဆိုတာအခြေအနေကောင်းတာကိုခေါ်တာဒုက္ခဆိုတာကောင်းကျိုးချမ်းသာကိုပြောတာမိဘနဲ့သားသမီးအကြမှာမိဘဆိုတာရှိတယ်အမေဖေဆိုတာရှိတယ်အမေဖေပေါ်မှာပြုစုလို့ကြွေးရင် ကောင်းကျိုးချမ်းသာရတယ်အမေဖေကိုစော်ကားရင်ပြည့်ရှိတယ်လို့ဆိုတဲ့ဒီအမြင်ဟာခိတလို့ခေါ်တယ် ခြေနေကောင်းအဲ့ဒီအမြင်ရှိနေတဲ့များကလပတ်လုံးလူလောကကြီးဟာตายရာချမ်းမြေ့ပွေဖြစ်လာတဲ့ဒုက္ခဆိုတာကိုရမှာပဲအကယ်၍ဒီအဆုံးမှအယူဆဒီအမြင်ပျောက်ွယ်သွားပြီဆိုလို့ရှင်လူလောကကြီးဟာဟိတဆိုတာပျောက်ွယ်သွားသည့်အတွက်ကြောင့်ဒုက္ခလည်းပဲပျောက်ွယ်သွားမှာပဲလို့ဒီလိုပြောတာเนาะအကြောင်းကျိုးဆိုတာဆက်ပြီးတော့နေတာ ဒါကြောင့်မို့လို့တဏ္ဏလုဘအောင်မိနေမင်္ဂလာတုတ်တယ်မှာပါနေတာပဲမာတပိတုဥပဋ္ဌာဏံဒါမင်္ဂလာတစ်ပါးမင်္ဂလာတစ်ပါးနဲ့လူတိုင်းသိတယ်တကယ်ကိုမင်္ဂလာပဲဒါကဒါတကယ်လို့ပြောင်းပွဲသွားပြီဆိုလို့ရှိရင်သွားရောပြဿနာတွေအများကြီးတက်လာလိမ့်မယ်လူလောကကြီးရဲ့အခြေအနေတစ်ခုဟာအများကြီးဆုပ်သွားနိုင်တယ်ဆိုတာကိုစဉ်းစားကြည့်ဗုဒ္ဓဘာသာလွှဲရင်ဉာဏ်နဲ့ဘာသာတွေအားလုံးဟာ ကော့ဆိုတဲ့တကူရှင်ကို ကိုးဝေကြတာအကြည့်ပဲပြောမယ်ဆိုရင်နတ်ကိုးဝေတဲ့ဘာသာလေးအကြည့်ပဲအကုန်လုံးဘုရားဘာသာကသာနတ်ကိုးဝေတာမဟုတ်တာနတ်ကိုးဝေတဲ့ဘာသာတွေကဘာဖြစ်လဲနတ်ရဲ့မဆာမှုမြေရန်မျောလင့်နေကြမျောလင့်နေနတ်ကိုကျေးဇူးတင်တယ်နတ်ကလွှဲရင်တခြားကျေးဇူးတင်စရာမရှိဘူး ်ခမင်းကြွေးတာတောင်ဘုရားသခင်ကကြွေးတယ်လို့ပြောတာနော်အဲ့တော့အမေဖေဖေးရောက်သွားဘူးလားမေဖေကပြောမှာငါချက်ကြွေးနေတာစားနေပြီးတော့ဘုရားသခင်ကကြွေးတယ်ဆိုရင်တော့ငါစော်ကားရရောက်တယ်လို့ဒီလိုတော့ပြောရလိမ့်မယ်ဖြစ်တယ်နော်တကယ်လက်တွေ့ကြွေးနေတာအမေဖေကကြွေးတာအဲ့တော့ကျေးဇူးတင်မှုတွေကတလွဲရောက်သွားတယ်အေးဒါကြောင့်ရသော်ဘုရားကမြမကိုးကြတဲ့လူတွေရဲ့အတိုင်းဝိုင်းမှာ မိဘနှစ်ပါးကိုဗာပြောလို့ဆိုရင်မိဘကိုတလေးတစားအိမ်ဦးမှာထားပြီးတော့ပြုစုဆောင်ရှောက်ကြတဲ့သာသမီတွေဟာမြမာနဲ့အတူနေတဲ့သာသမီလို့ဒီလိုကင်မွန်တက်ပေးတာမျိုးဆိုဗျာမိဘကိုလေးစားလို့ရှိရင်ဒါမြမာကိုလေးစားတယ်ဆိုတဲ့အဓိပ္ပာယ်မိဘဟာဘုရားသခင်ပဲလို့ပြောတဲ့အဓိပ္ပာယ်မျိုးရောက်တယ်နော်ဒါတစ်ခု ရသဗျာကလက်တွေ့ကြတာဟုတ်ပဲလက်ခံပြီးတော့ဟောပြောတယ်။တဘာဝကြတဲ့တရားကိုမှတ်သားကြ။လောကလူတွေကလက်တွေ့ကိုကြော်ပြီးတော့စိတ်ကူးရင်ပဲရောက်ရောက်သွားတတ်တယ်။ပညာအသိပညာဟာလက်တွေ့ကိုကြော်ပြီးတော့စိတ်ကူးရင်ပဲရောက်သွားရင်လမ်းလွဲသွားနိုင်တယ်ပေါ့။နောက်တစ်ခုကတော့မိဘကို ပုပ္ပာစရိယာတဲ့လက်ဦးဆရာလို့ဒီလိုနာမည်ပေးတယ်ရသဗျာ။လက်ဦးဆရာတဲ့ ဟုတ်တယ်သာသမီတွေထွန်းကားလာတဲ့အခါမိဘတွေကတုန်တင်ဆုံးမကြရတယ်ငယ်ငယ်လေးတွေကခုကြည့်လေဘုရားဘာသာမိဘတွေဆိုရင်ဖះရှိကလေးလေးလဲဟုတ်ချီခိုင်းတယ်ရှ िख ိုးခိုင်းတယ်တန်ဃာတွေနဲ့တွေ့ရင်လဲဟုတ်ချီခိုင်းတယ်ရှ िख ိုးခိုင်းဒါလေးတွေကသင်ပေးနေတာလေဣတိပိသောသင်ပေးတယ်တန်ဘုတ်တွေသင်ပေးတယ်သင်ပေးနေတာပဲနမောတတသင်ပေးတယ်အဲ့ဒါလို့ ြောင်းမနေခင်ကတည်းကမိဘတွေကသားသမီးကိုတင်ပြီးတော့ပေးလာကြတာဒါကြောင့်မို့လက်ဦးဆရာမြည်တိုက်စွာမာတာပိတာမိနှင်ဖာဆိုတာမြတ်စွာဘုရားရဲ့စကားဖြစ်တဲ့ပုပ္ပါစရိယကိုတရုပ်ဖော်ထားတဲ့စကားများတာဖြစ်တယ်။ဒါဘုရားရဲ့အဆုံးအမတစ်ခုပဲเนาะ။ဒါကြောင့်မို့မြတ်စွာဘုရားကမိဘဟာတဲ့ဘဟုပကာရာဘိခွေမာတာပိတရောပုတ္တန သာသမီတွေအပေါ်မှာမိဘခြေဆုကြည့်တယ်ခြေဆုများတယ်။ဘာဖြစ်လို့ခြေဆုများတယ်လဲမိဘရဲ့ခြေဆုကိုပြော့ပြသမှလို့ဆိုတဲ့အခါမှာတကဘာလုံးမှာရှိတဲ့အခြေအနေတရားကိုခြုံငုံပြီးတော့ပြောမယ်ဆိုရင်မြတ်စွာဘုရားစကားသုံးလုံးနဲ့ပဲပြောခဲ့တယ်။မိဘဟာသာသမီတွေကိုအာပါဒကဘေးရန်မကြရအောင်ဆောင်းရှောက်ခဲ့တယ်ဒါတခုပောတကကြွေးမွေးခဲ့တယ် နိုးတိုက်တာကစပြီးတော့သာသမီကိုကြွေးခဲ့တယ်မစားတတ်တဲ့အရွယ်ကစပြီးကြွေးလာနောက်တစ်ခုကဘာလို့ဆိုဣမတ္တလောကတ္တဓာတိတာရောဒီလောကကြီးကိုလာခွင့်ပေးတယ်ဒီလောကကြီးကိုပြတယ်အဲ့ဒီကျေးဇူးတရားတွေကိုသေချာအလေးနဲ့စဉ်းစားကြည့်အလေးနဲ့စဉ်းစားကြည့် ဒါပုံမှန်အားဖြင့်မိဘတွေကသာသမီတွေပေါ်မှာတင်ရှိတဲ့ခြေဆု၃မျိုးလို့ဒီလိုပြောရမယ်နော်ခြေဆု၃မျိုးဆောင်းလျှောက်ခဲ့တယ်ဟုတ်တယ်မြေစင်တော်ကြီးကလေးဘဝပက်လက်လေးပဲအိတ်တက်သေးတာအဲ့ဒီချိန်မှာမိဘကမဆောင်းလျှောက်ဘူးဆိုရင်ဒီကလေးသက်ရှင်မှုမလွယ်ဘူးမစားတတ်သေးဘူးဆိုတဲ့ချိန်မှာ နိုးတိုက်ပြီးတော့ကျွေးခဲ့တယ်မကျွေးဘူးဆိုရင်ဒီကလေးကသက်ရှင်မှုမရှိဘူးနောက်တစ်ခု မိဘတွေကဒီလောကကြီးကိုမပြဘူးဆိုရင်ဒီကလေးဟာလူ့ဘဝရောက်ဖို့ဆိုတာဖြစ်နိုင်ဘူးတဲ့ဒါဘုန်းကြီးတို့တွေမိဘမပါဘဲနဲ့လောကကြီးမှာမွေးဖွားလာတာလို့ရှိမှမရှိတာအမေဖေရဲ့ကျေးဇူးတရားနဲ့ပဲအသက်ရှင်ပြီးတော့ကြီးထွားလာကြတာလေအဲ့တော့ဒီကိစ္စတွေကို ကြည့်မယ်ဆိုလို့ရှိရင်ဒီကျေးဇူးတရားတွေကိုတာသမီးက မိဘအပေါ်မှာတင်ရှိနေတယ်လို့ဒီလိုပြောတာမိဘအပေါ်မှာတင်ရှိနေအဲ့ဒါကြောင့်မလို့မာတာပိတုဥပဋ္ဌာဏမိဘကိုတုံ့ပြန်ပြီးတော့ခြေစုပြုတ်ထိုက်တယ်ပြုစုလို့ကျွေးတဲ့နေ